နိုင်ငံရေးပါတီတွေရဲ့ထောက်ခံမှုကိုမရရှိပါကယာရုကနေနှုတ်ထွက်မယ်လို့ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ခေါင်းဆောင်မိုဟာမက်ယူနုကပြောကြားခဲ့ကြောင်း၎င်းရဲ့နိုင်ငံရေးမဟာမိတ်တအုပ်နဲ့၎င်းရဲ့ယုံကသတင်းရင်းမြစ်တွေကမေ22ရက်ကပြောပါရယ် လူဦးရေတန်190ရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ2024ခုနှစ်ဩဂုတ်လကဝန်ကြီးချုပ်ရှိတ်ဟာစီနာကိုဖြုတ်ချခဲ့တဲ့ကျောင်းသားတွေဦးဆောင်တဲ့တော်လှန်မှုဖြစ်ပွားခဲ့တဲ့ကနိုင်ငံရေးအကြံတင်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့အခုသတင်းပတ်အတွင်းဓာကာမျိုးတော်ရဲ့လမ်းတွေမှာပြန်ပတ်နိုင်ငံရေးပါတီတွေကဆန္ဒပြမှုတွေပြုလုပ်မှုနဲ့အတူနိုင်ငံရေးအကြံတင်ပုံမှန်မြင့်တက်လာခဲ့ပါတယ်။အသက်84နှစ်အရွယ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဟာရွေးကောက်ပွဲမပြုလုပ်မီအချိန်အထိ ယာယီအစိုးရအဖွဲ့ကိုဦးဆောင်မဲ့သူပါဒါပေမဲ့နိုင်ငံရေးပါတီတွေကသူ့ကိုပြေဝထောက်ခံခြင်းမရှိပါကအစိုးရအဖွဲ့ကနေနှုတ်ထွက်မယ်လို့ပြောကြားခဲ့ကြောင်း၎င်းရဲ့ယုံကသတင်းမြင့်တစ်ခုကပြောပါတယ်သူကနှုတ်ထွက်ခြင်းနေပါတယ်ဒါပေမဲ့သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေကသူ့ကိုမနှုတ်ထွက်ဖို့ဖြောင်းဖြားနေပါတယ်လို့သတင်းမြင့်တစ်ခုက AFP သတင်းဌာနကိုပြောပါတယ်ဟာစီနာကိုစန့်ကျင်တဲ့ဆန္ဒပြမှုကိုဦးဆောင်ခဲ့တဲ့ ကျောင်းသားအများစုပါဝင်တဲ့အမျိုးသားနိုင်ငံရေးပါတီ NCP ရဲ့ခေါင်းဆောင် Nahid Islam ဟာမေ22ရက်မော်လယ်ပိုင်းကယူနွတ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NCP ရဲ့နောက်ထပ်ခေါင်းဆောင်တဦးဖြစ်တဲ့ Arifo Islam Adib ကပြောပါရယ်သူတို့နှုတ်ဟာလက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်လို့အက်ပီကပြောပါရယ်။ယူနော့ကသူဟာလက်ရှိအခြေအနေတွေအောက်မှာတာဝန်ကိုဆက်လက်ထမ်းဆောင်နိုင်မှာဟုတ်မဟုတ်ကိုစဉ်းစားသုံးသပ်နေတယ်လို့ပြောကြားခဲ့ကြောင်း Arifo Islam Adib ကပြောပါရယ်။ မေ21ရက်ကဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP ကိုထောက်ခံသူတွေဟာဒါကာမြို့တော်ရဲ့လမ်းတွေပေါ်မှာဆန္ဒပြခဲ့ကြပြီးရွေးကောက်ပွဲကျင်းပမဲ့နေ့ရက်ကိုကြေညာဖို့တောင်းဆိုခဲ့ပါတယ်။